မင်္ဂလာပါခင်ဗျာစိုးနိုင်ထုံးမြန်မာ traditional မှာရှိရဲ့ YouTube channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့သင်ခန်းစာ23ကိုရောက်ရှိလို့လာပြီးဖြစ်ပါတယ်ခင်ဗျာညီညီမတွေအားလုံးဒီနေ့ထူကြတာလေးတစ်ခုတွေ့မယ်လို့မျှော်လင့်ပါတယ်ဒါတော့ကျွန်တော်အုတ်ထုတ်ကလေးစောင့်ထားတာဖြစ်ပါတယ်ဒါသင်ခန်းစာအစတွေမှာညီညီမတွေကိုကျွန်တော်မပြောခဲ့ရလို့ပါခင်ဗျာကျွန်တော်တို့ဖြစ်နိုင်မယ်ဆိုရင်မိမိတို့ဈေးမိမိတို့ရက်ွက်ထဲမှာရှိတဲ့စိုင်လေးတွေမှာရှမ်းခတ်မောက်လေးတွေဝယ်စောင့်သိကြပါ ခမောက်ရဲ့အကျယ်ကတော့တားရင်လည်းကြီးစရာမလိုပါဘူးမိမိရဲ့ဒီပခုံးပြက်လောက်ရှိတဲ့ခမောက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာဒီခမောက်ကတော့ကျွန်တော်နဲ့ဆိုတော့ရင်အောင်ပခုံးဆိုတော့နည်းနည်းလေးသေးနေတယ်ခင်ဗျာဒီကအနှဲငယ်ကြီးပြီးတော့ပြက်နည်းနည်းကြီးတဲ့အရွက်နည်းနည်းငယ်ကြီးတဲ့ဒီပခုံးစုံးလောက်ရှိတဲ့ခမောက်လေးတွေဝယ်ဆောင်ပြီးတော့လေ့ကျင့်ရင်ပို့ပြီးတော့ထိရောက်ပါတယ်ဒီပညာကဒါကဘာလို့ဆိုဘာလို့မျှော်လင့်လဲဆိုရင်တော့ နောက်ဓာပညာကန်းတွေမှာလည်းညီတွေသဘောပေါက်လာပါလိမ့်မယ်ကျွန်တော်တို့ဒီလိုပယ်လက်ခုတ်ထောင်လုပ်တဲ့အခါမှာဒီလိုကျွန်တော်တို့လက်တွေဟာဒီမျက်နှာနဲ့အရင်ကြီးကတ်မနေအောင်ဒီလိုမဖြစ်အောင်သူ့ရဲ့အရွက်နဲ့လော့အောင်ကျွန်တော်တို့ထောင်ရပါတယ်အဲ့လိုမျိုးဖြစ်အောင်လို့ပါဒါသူ့ရဲ့အကာအဝေးကိုအမြဲတမ်းအကျင့်ပါတော့အောင်ရှန်ခမောက်လေးတွေစောင့်ပြီးတော့ရှန်ခမောက်ရဲလို့တော့မဟုတ်ဘူးเนาะတခြားကျွန်တော်ဖတ်ခမောက်လေးတွေဗာလေးတွေပေါ့เนาะအကုန်လုံးလုပ်လို့ရပါတယ်အဲ့ဒီဟာမျိုး ကိုယ့်ရဲ့ပခုံးပြက်နဲ့တိုင်းပြီးတော့ဝယ်ပေါ့အဲ့ဒီရဲစားလာဆိုပို့ပြီးတော့မိုက်တယ်အဲ့ဒါညီလေးတွေညီငယ်ညီမငယ်တွေကိုပြောချင်တော့ကျွန်တော်ဒီနေ့မှာအောက်ထုတ်ကလေးစောင်းပြီးပြတာဖြစ်ပါတယ်ဒါကြောင့်မင်းရဲ့သဘောတရားတော့ကွာအခုပြောချင်တာကဘယ်လက်ခုတ်ထောင်ဒီကတထွားကွာဆိုတော့သူကွက်တီကြနေရမယ်ဒီကနဲ့ဒီလိုကြီးကပ်ပြီးသွားတာမဟုတ်ဘူးအဲ့လိုပုံစံမျိုးပြောပေခုတ် န်ဒီလိုပုံစံမျိုးသူ့ရဲ့စနစ်ကိုသွားစီတဲ့အတွက်ရှန်ခမောက်လေးတွေဖြစ်ဖြစ်စောင်းပြီးတော့လေ့ကျင့်ပါလို့အကိုကပြောချက်မှာကဲဒီနေ့တော့ကိုကဒါတော့မစောင့်ပြတော့ဘူးเนาะညီညီမတွေအတွက်သိအောင်လို့အကိုကယူပြတာဖြစ်တယ်ဒီနေ့မှာတော့ညီညီမတွေကိုအကုန်အခုတ်သင်ခန်းစာပြလာတာသင်ခန်းစာနံပါတ်၄ရောက်ရှိလာပြီဖြစ်တယ်ခင်ဗျာနံပါတ်၄မှာဆိုရင်တော့ပဲ တက်အောက်ခအထက်ခခုတ်ကိုပြမယ်ဒါကတော့လေ့ကျင့်ခန်းလောက်တော့မှပဲကြီးလိုက်ရတာပေါ့ကောင်းတယ်အဲကြတော့ကိုတို့စကားနေမပြောတော့ပါဘူးเนาะ ဒီဟာသင်္ကန်းစာကိုတန်းပြီးတော့ပြမယ်ညီရင်ညီမတွေခုနကအုတ်ထုတ်လေးတွေဝယ်လို့စောင်းလို့ရလွယ်ကူတယ်ဆိုဝယ်ဆောင်မှာဒါပေမဲ့ကိုကနိုင်ငံခြားရောက်နေတယ်ပါလို့ဆိုရင်တော့မဝယ်ဆောင်ပါနဲ့ထိုင်းမှာဆိုရင်တော့လွယ်ပါတယ် TikTok Shop ပဲဖြစ်ဖြစ် online ကျွန်တော် Lazada မှာပဲရှိရှိရှန်ခတ်မောင်လေးရောင်းတယ်အဲ့မှာရှာဝယ်လိုက်ပါဈေးလည်းမကြည့်ပါဘူး60ကျော်80ဒီလောက်ပဲရှိပါညမာပြည်မှာလည်းတိတ်မစေးမကြည့်လောက်ပါဘူးအဲ့လိုလေးတွေရှာစောင်းပြီးတော့ကျွန်တော်လေ့ကျင့်စေချင်တယ်ဒီဟာဘာလို့ဒီလိုလေ့ကျင့်လဲဆိုရင်နောက် ဒါနှစ်လက်ပညာကန်းနေရောက်ရင်လည်းပို့ပြီးတော့သိတာလာလိမ့်မယ်ခင်ဗျာအဲ့ဒီဟာလေးတွေကနောက်လည်းလိုအပ်လာမှာဖြစ်တယ်ညီညီမတွေဝယ်ဝယ်ပြီးတော့စောင့်လို့ရတဲ့အနေထားဆိုဝယ်စောင့်မှအခက်အခဲရှိတဲ့ဆိုရင်ဝယ်မစောင့်မှနဲ့ပြဿနာမရှိကြအောင်ကိုယ့်ရဲ့ကိုယ့်ရဲ့အကျင့်ကိုပဲမူတည်ပြီးတော့အခြေခံလိုက်ပါဟုတ်ပြီကိုတို့သင်္ကန်းစာစကြရအောင်ခင်ဗျာသင်္ကန်းစာစပါပြီသင်္ကန်းစာမယ်ဆိုတော့ကာရဝပြုလေးပြုပါမယ်ခင်ဗျာ သင်္ကန်းစာစာပါပြီဒီနေ့သင်္ကန်းစာဖြစ်ပါတယ်ခင်ဗျာဘယ်လောက်ခေါတော့စာပါမင်းပေတက်အောက်ခအထက်ခခုမခွေတက်ပါမယ်ခင်ဗျာပေအောက်ခအထက်ခခုစပယ် 傲汉，啊、okay.，太狠，扣，闹嘞嘛，会，走，哪个边先嘛？先把那看伢，背，傲汉，啊，特狠，扣，骂，会，边先没看啊？背，傲汉，啊，特狠， ပဲအော်အတခခုနောက်လဲမခွဲရှင်းမယ်လို့မျော်လဲမှာခင်ဗျာညီညီမတွေအားလုံးခုကိုပြသွားတယ်ပဲတတ်အောက်ခကျွန်တော်အထက်ခခုတ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်၄မျိုးဖြစ်သွားပါပြီเนาะ၄မျိုးဒီ1 2 3 4 5ကိုနောက်ကျွန်တော် ီဟွာထဲမှာစနက်ကွက်ထဲမှာတစ်ခါပြန်ပြီးတော့ကစားပြမယ်ညီညီညီမတွေလည်းစနက်ကွက်ထဲမှာထည့်ပြီးကစားတောက်အောင်လို့ပေါ့နော်ကျွန်တော်ရှော့ဗီယိုထဲထဲမှာလည်းတင်ပေးတာရှိရနော်အဲ့ဒီစစ်သူကြီးလက်ဆိုပြီးတော့ကျွန်တော်အခုံငါမျိုးကိုကျွန်တော်ထည့်ပြီးကစားပြတာရှိရအဲ့လိုလည်းကစားလို့ရတယ်နော်အခုဆိုရင်ညီညီမတွေရှေ့တိုင်းမြင်ပြီးသွားပြီဆိုတော့ကျွန်တော်ဒေးတိုက်တစ်ခါပြပေးမယ်ခင်ဗျာရှင်းအောင်လို့မနေ့ကကွန်မန့်နေထဲမှာကိုရေးဖြည်းဖြည်းလေးပြပေးပါလို့ပြရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော် ตั้งแต่เนี่ยเจี๊ยบเลยกระซับจะว่าไหมครับเนี่ยเป็นละครอเป้อ๋ออัตถะคุมาคุยเป้อ๋อ 大喊，哭，a 败，懊 h 大喊，哭，闹了吗？会，但什么没有？会，懊悔 <Oliver. PU>,， 大喊，哭，骂，会，会，懊悔，大喊，哭。 စပ်ပဲအော်အတက်ခါကိုနော်လေမခွဲညီညီမတွေအားလုံးရှင်းမယ်လို့ညွှန်လဲပါတယ်ခင်ဗျာဒီနေ့သင်ခန်းစာဖြစ်ပါတယ်ကျွန်တော်တို့ပဲအောက်ခအတက်ခခုတ်ဖြစ်ပါတယ်ခင်ဗျာညီညီမတွေဒါတွေအားလုံးကိုအခုလေးမျိုးထိရောက်လာပြီဖြစ်ပါတယ် မနက်ပြန်ဆိုရင်ကျွန်တော်တို့အခုတ်၅မျိုးပြီးမှဖြစ်ပါတယ်အခုတ်၅မျိုးပြီးရင်တော့အထိုးသင်ခန်းစာဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ခင်ဗျာအဲဒီနေ့မှာတော့ညီညီမငယ်တွေကိုတတိထားမိလားမသိဘူးရှေ့သင်ခန်းစာတွေကိုသင်ခန်းစာစတင်တဲ့ပထမအဦးဆုံးမှာသွေးပူလေ့ကျင့်ခန်းကနေစပြီးတော့သင်ခဲ့တယ်နော်ကျွန်တော်တို့ဒီအစစ်တွေကျွန်တော်တို့ရဲ့အစစ်တွေအခါကြောတွေဖြေတာတွေပြခဲ့တယ်ဒါဟာဘာနဲ့တူလဲဆိုရင်တော့ထမင်းမစားခင်မှာလက်စေးဖို့ ပြပေးတာနဲ့ဒူးနေပါတယ်။ညီညီမတွေလည်းကျွန်တော်တို့သွေးပူအကျော်လျှော့လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာ။ကျွန်တော်တို့ဟာတိုင်အားကစားလုပ်နေတာဖြစ်တယ်။ကျမရဲ့အတွင်အားကစားဟိုတောင်းပြီးတော့လုပ်နေတာဖြစ်ပါတယ်။တကယ်တိုက်ခိုက်ရင်တော့ကိုရဲလို့ဤသွေးသွေးပူလျှော့ရမှာအလို့လျှော့ရမလို့နော်။တကယ်တိုက်ခိုက်ရင်တော့ဒါအလိုလိုနေအော်တိုဖြစ်လာလိမ့်မယ်။ဘာလို့လဲသွေးပူနေတဲ့အချိန်သွေးထူနေတဲ့အချိန်သူနဲ့ကိုယ်နဲ့ရင်ဆိုင်တိုက်ခိုက်တဲ့ အော်တိုနေနဲ့ဒါရင်စိတ်အရန်ထက်တန်လာတဲ့အချိန်ကျတော့နားလုံးနာမှမသိအကျော်ချင်နေရသူနဲ့တိုက်ခိုက်ရင်လည်းပျော်ပြောင်းသွားလိမ့်မယ်ဒါကတော့ကျွန်တော်တို့နေ့စဉ်ကျမကြီးအတွင်းနဲ့ကစားနေကြတာဖြစ်လို့နေ့စဉ်ကျမကြီးသွေးပူလေ့ကျင့်ခန်းလုပ်ဖို့လိုတယ်အဲ့ဒါဆိုရင်အကိုသွေးပူလေ့ကျင့်ခန်းလုပ်ပြီးသွားဆိုကျွန်တော်တို့ဒီလိုလေ့ကျင့်ခန်းတွေလုပ်ပြီးသွားရင်အကျော်ချင်နေညောင်းကြိုက်တာညတိုင်းဆိုရင်ထွန်းချေဝါးတွေလင်းရတယ်ဆေးတွေလင်းရတယ်ဓာတ်ကြီးလင်းရတယ်အဲ့လိုမျိုးတွေဖြစ်တယ်မို့လားအဲ့ဒါကျွန်တော်တို့တွေသွေးအေးအကျော်လျှော့မလုပ်ရသေးလို့ပါ ျွန်တော်သွေးအေးအကျော်လျှော့တင်ဖို့မိသွားတယ်ဒီနေ့မှာတော့ညီငယ်ညီမငယ်တွေကိုသွေးအေးအကျော်လျှော့နီးတင်ပေးမှာဖြစ်ပါတယ် ဒါကတော့ညီလေးညီမငယ်တွေအတွက်အကျိုးရှိလိမ့်မယ်လို့လည်းမျှော်လင့်နေအများကြီးလုံးမပြပါဘူးနှစ်ခုတည်းပဲလုပ်ပြမယ်သူရီအကျော်ရှော့ကိုကျွန်တော်နဲ့တူလိုက်ပါလေ့ကျင့်နိုင်ခုနတော့ကထမင်းမစားခင်လက်စေးနီးကိုပြခဲ့တယ်လို့ဒီတစ်ခါမှာတော့ထမင်းစားပြီးရင်လက်စေးရတယ်ဆိုတဲ့နီးသဘောမျိုးပါပဲကျွန်တော်သွေးဘူးလေ့ကျင့်ခန်းလုပ်ပြီးသွားပြီအားကစားလုပ်ပြီးသားသူရီအကျော်ရှော့ကလုပ်ကိုလုပ်ရပါတယ်ဒါအားကစားသမားတိုင်းလည်းသိပါတယ်ခင်ဗျာအဲကြတော့ကျွန်တော်တို့သွေးရီအကျော်ရှော့လုပ်မယ်ဆိုရင်ကျွန်တော်ပေးတိုက်ပဲပြမယ်ခင်ဗျာ ကျွန်တော်တို့ဇုံရိုက်လိုက်ပါဇုံရိုက်လိုက်ပြီးတော့ကိုယ့်ရဲ့ကိုလှုပ်ချင်တဲ့ခြေတော့ကိုအရင်လှုပ်ပါကျွန်တော်ကတော့ကျွန်တော်ညာခြေကိုနောက်ကိုဆော့ရမှာမယ်။ညာခြေဆုပ်ပြီးသွားပြီဆိုရင်ဒီတိုင်းအနေထားကနေကျွန်တော်ညာဖနှောင်းလေးကိုအနေငယ်ထောင်ပေးလိုက်ပါ။ထောင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီလက်ကိုအပေါ်ကိုလှမ်းတင်လိုက်မယ်ကျွန်တော်တို့ဒီလိုလေးလှမ်းတင်လိုက်။ကိုင်းလို့ရတယ်ကိုနိုင်တဲ့လောက်ထိကိုင်းလိုက်မယ်အသက်ရှူမယ်ခင်ဗျာ။ဒီနဲ့တော့လေး ငါဆောက်နိုင်နေပြီဆိုအောက်ကိုရှေ့ကိုကန်းချမယ်ခြေပါလေးအောက်ချပြီးတော့ရှေ့ကိုကန်းချကန်းချမယ်ဒီလိုကန်းချမယ်ကန်းချမယ်ကန်းချမယ်ဒီနှစ်ဖူးကကျွန်တော်ဒီဒူးနဲ့တိုက်လို့ရတယ်ဒီတိုင်းမှာဒီဒူးကွေးလို့ရတယ်ဒီဒူးကွေးလို့မရအောင်เนาะကျွန်တော်တော့ကျွန်တော်သူ့ဒီလိုလေးသွားပြီးတော့ဒူးလေးနဲ့တိုက်မယ်ဒီပုံစံလေးဖြစ်မယ်တက်နဲ့တော့လေး ငါဒီလိုပဲကျွန်တော်တို့ညာခြေတော့နောက်ဆုံးပြီးဆိုရင်ကျွန်တော်တို့ဘယ်ခြေတော့ကိုနောက်ဆုံးမယ်ခင်ဗျာကျွန်တော်ရှင်းအောင်လို့ဒီလိုလှည့်ပြီးတော့ပြလိုက်မယ်เนาะညီငယ်ညီမတွေအဲဆိုရင်ကျွန်တော်ဘယ်ခြေတော့ကိုနောက်ဆုံးမယ်ဆောက်ပြီးလက်ကဒီမှာကတ်ထားတယ်ခြေပြားလေးထောင်လိုက်မယ်လက်ကိုအပေါ်ကနေဆက်တယ်မယ်နောက်ကို လာချမ်းပုံစံဒီခါရိုးတွေအကုန်လုံးက ။ဒါချမ်းပုံစံတန်လေးကိုွေးသွားရမယ်ဒီလိုပုံစံလေးပေါ့နော်။ကိုနိုင်သလောက်ပေါ့ဗျာအများကြီး။အဲဒါကိုကိုနိုင်သလောက်မက်ဆင်ကြီး30တိနိုင်ရင်30အဲမျိုးလေးပေါ့နော်။ပြီးသွားပြီဆိုရင်ကျွန်တော်တို့လက်ကိုဖြည်းဖြည်းချင်းရှေ့ချပါဒီရှေ့ချတဲ့အချိန်မှာဒီဘက်ဒူးကွေးလိုက်လို့ရရဲ့ဒီဒူးကွေးမသွားစီပါနဲ့လိုလေးလိုက်ပြီးသွားပါလိုက်သွားပြီးတော့ကျွန်တော်တို့ ီတို့ကူးလို့ရတယ်ဆိုရင်ဒီကောင်းတဲ့ဒီနှစ်ဖူးနဲ့တက်အောင်ကျွန်တော်တို့တိုက်လို့ရရင်တိုက်ပါတိုက်လို့မရရင်မတိုက်ပါနဲ့ခင်ဗျာကိစ္စမရှိပါဘူးကြရဲလက်ကိုအပေါ်တစ်ခါဆက်နေလိုက်ပါဆက်နေတဲ့ချိန်နောက်ကဖောက်ွားလေးလည်းလိုက်ထောင်လို့ရပါတယ်ဒီလိုပုံစံမျိုးလေးအသက်ရှူသွင်းချင်လို့လောက်ပါအမှတ်စင်ယူပြီးတော့ လောက်ကိုပြန်ချလိုက်ချိန်မှာအသက်ကိုရှူထုတ်လို့ရပါတယ်။ဒါဆိုရင်ဒါဟာကျွန်တော်တို့သွေးရည်အကျော်ချွန်းဤဒီအကျော်ရည်ကုန်လုံးပါလာတာတတိထားမိလာလိမ့်မယ်ခင်ဗျာ။ဒါဟာတနည်းရသွားပြီ။နောက်ထပ်တနည်းကျွန်တော်ပြပါမယ်။နောက်ထပ်တနည်းကတော့ကျွန်တော်တို့မြန်မာလိုဆိုရင်တော့ဖျားရှစ်ခိုးထိုင်လို့လည်းပြောလို့ရတယ်။ပတ်စစ်ထုတ်ပြီးတော့ဒီလိုလေးထိုင်လိုက်ပါ။ဒီလိုလေးထိုင်ပြီးတော့ကျွန်တော်တို့ဒါဆိုဂျပန်နေအများဆုံးထိုင်နေပေါ့နော်ကျွန်တော်ဂျပန်ထိုင်လို့လည်းပဲလက်လေးနှစ်ဖက်ကိုကျွန်တော်ဘေးမှာချထားလိုက်ပါဒီလိုလို့ စိတ်ညင်အောင်ကျွန်တော်တို့အသက်ရှူသွင်းရှူထုတ်ကို9ခါ10ခါလောက်ကိုတန်းတန်းလေးလုပ်ပေးပါပုံမှန်လေးခါလေးကိုစံထားပါဒီလိုပုံစံမျိုးလေးပြောဒီလိုလေးလုပ်ပြီးသွားပြီဆိုရင်တော့ဒါကျွန်တော်နမူနာလုပ်ပြတော့ညီလေးညီမလေးဆိုရင် AC လေးလုပ်ပြဒီလိုလုပ်ပြီးဆိုရင်တော့ကျွန်တော်တို့လက်ကိုရှေ့ကိုချလိုက်ပါချပြီးတော့ ဒီခြေတော်ဒီခြေပြားလေးတွေကိုနည်းနည်းလေးကော့ပြီးတော့လက်ကိုဒီလိုလေးဖိလို့ရရင်လည်းဖိထိုင်ကြည့်ပါကျွန်တော်တို့ဖိထိုင်ပြီးတော့လက်လေးကိုအပေါ်နည်းနည်းဆန့်ကြည့်ပါအပြီးနောက်ကိုလှန်လို့ရရင်လှန်ကြည့်ပါဒီဖနောက်ကျောစုံတွေအကုန်လုံးပါလာအကျောတွေအလုံးကကျွန်တော်လူခန္ဓာမှာရှိတဲ့အကျောတွေအလုံးကဒီခြေပွားမှာစုံတယ်လို့ကြားဘူးကြမယ်ထင်ပါတယ်အဲ့လိုပဲကျွန်တော်ဒီလိုလေးလုံလိုက်တဲ့ခါမှာနာကျင်နေအောင်ခန်းစားရလိမ့်မယ်ခင်ဗျာခြေခြေပွားကိုနင်းပြီးတော့ကော့ထားတာဒီလက်ကလည်းကော့လိုက်မယ်ဆိုတော့ခန်းစားကြည့်ပါဗျာ အဲ့ဒါမျိုးကိုနိုင်တဲ့လောက်ပါပဲအကြောတရားလုံးပြေထွက်လာသည်မယ်ခြေမလေးနဲ့လှုပ်လဲပြကြရင်ဒီခြေစန်းတွေပါဖိပြီးတော့လှုပ်ပြီးကြည်ပါခင်ဗျာအမျိုးသလုံးပြကြရင်ကျွန်တော်ဒီလိုလေးလှုပ်ပြီးတော့ပြန်ထားပါမယ်ခင်ဗျာပြန်ထားပြီဆိုရင်ကျွန်တော်ဒီလိုလေးထားလိုက်ပါမယ်ဒီလိုလေးထားလိုက်တဲ့ခါဆိုရင်ကျွန်တော်ဒီလိုလေးဖြစ်နေရပါမယ်ဒီလိုလေးဖြစ်တဲ့ဒီကျွန်တော်ခြေကိုခြေတော်လေးတွေလှမ်းတက်ပါခင်ဗျာဒီလက်နေရာဒီရအောင်ကျွန်တော် ီလိုမျိုးလေးပေါ့နော်အဲဒီလိုလေးရောက်ပြီဆိုရင်ကျွန်တော်ခြေမျက်စိကိုကင်လို့ရပါတယ်ကင်ပြီးတော့ကျွန်တော်ခြေချင်းဝက်ပေါ့ဗျာကင်ပြီးတော့ကျွန်တော်တို့ဒီဒူးနဲ့ဒီဟာနဲ့ကတ်မယ်နိုင်တဲ့လောက်ကတ်ပါမယ်ကျွန်တော်တို့ဒီမှာလဲဒူးကိုလဲကတ်မယ်ဆိုကတ်လို့ရပါတယ်ခင်ဗျာကိုနိုင်တဲ့လောက်ပဲတော့အများကြီးလုံးဆရာမလို့ညီညီမတွေကိုကဒီလိုကြီးလုံးနေလို့ဖြည့်ညင်ပြီးကတ်ဆရာလဲမလို့ကိုနိုင်တဲ့လောက်အကျော်လေးနဲ့ဖြည့်ဖြည့်ချင်းလေးကတ်ပါ အမှတ်စင်ကြီးပါ1 2 3 4 5 6 7 8 9 10โอเคဒီလောက်ဆိုရင်တော့ကျွန်တော်တို့တွေးရေးအကျော်ကျော်ဖြစ်ပါတယ် သွေးပူကြောကြောလဲလောက်ရမယ်သွေးကြောကြောလဲလောက်ရမယ်เนาะဒါမှအတော်တွေပေါ့သွားတယ်လို့ခံစားရလိမ့်မယ်ဘာလို့ဆိုရင်ကျွန်တော်လေ့ကျင့်ခန်းနေလို့လုပ်ပြီးစမ်းတန်းအိတ်ကျွန်တော်တန်းပြီးတော့ကြောမလျှော်ဆိုရင်ညတိုင်းအိတ်တဲ့ခါမှာတည်စားလိုက်မယ်နာကျင်ခံစားမှုတွေဖြစ်တယ်ဒီနီးလေးနှစ်နီးကိုပဲလောက်ကြည့်ပါနီးစနစ်တွေအများကြီးရယ်เนาะအင်တာနက် ကျွန်တော်အင်တာနက်ပေါ်မှာရှာပြီးတော့လဲ live ပါလေ့ကျင်လို့ရတယ်ကိုလေ့ကျင်ဒါကတော့ကျွန်တော်လုပ်နေကြနီးလေးကိုပြောတာဖြစ်တယ်ညီငယ်ညီမတွေအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ဒါဆိုအခုရဲ့ video file ရှင်းသွားမှာဆိုလို့ view ကိုဒီနေရာပါပဲအဆုံးတက်လိုက်ပါပြီခင်ဗျာကိုရဲ့ညီငယ်ညီမတွေအားလုံးစိတ်ကြမ်းပါခြင်းကိုကြီးချမ်းသာခြင်းနဲ့တလုံးတပါးဒီမြပြည့်စုံကြပါသည်ခင်ဗျာစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေလည်းပြည့်ကြပါစေခင်ဗျာညီငယ်ညီမတွေကိုပြောနေကြစကားလေးတိုင်းကိုရဲ့ ဒီတင် जा ပို့ချပေးနေတဲ့ပညာဒါနသင်ခန်းစာတွေအားလုံးကိုမိမိကိုမိမိကာကွယ်ရနိုင်တော်လကောက်မိမိနိုင်ငံမိမိလူမျိုးပါသာသာနာကိုကာကွယ်ရနိုင်တာလားအသုံးပြုကြပါခင်ဗျာမိမိတို့အကျိုးမရှိသောနေရာတခြားသောကျွန်တော်တို့မဟုတ်သောနေရာများတရားနဲ့တရားနိုင်ထက်စီနင်ပြုကျင့်တော်နေရာများနဲ့လုံးဝမတုံ့ကြဘူးကျွန်တော်အနှွညွန့်မြတ်တမ်းရက်ခံပါတယ်ခင်ဗျာနောက်ပြီးတော့အကိုတင်ဆက်ပြသနေတဲ့ဒီဗီယိုဖိုင်နဲ့အားလုံးကိုလည်းမြည်သည့် social media ပေါ်မှာပြန်လည်ကူးယူပေါ်ပြခြင်းမလုပ်ကြဘူးအကိုအနှွညွန့် ောင်းမှမှာလေခင်ဗျာနောက်လာမယ့်သင်ခန်းစာမှာတော့အကိုတို့အခုအမှတ်စဉ်နံပါတ်5ကိုပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အခုအမှတ်စဉ်5ပြည့်သွားရင်ဆိုရင်တော့အဲ့ဒီအခု5မျိုးကိုစနက်ကွက်ထဲမှာထည့်ပြီးကစားလို့ရတဲ့နေ့စနစ်တစ်ခုပြပေးမှာဖြစ်ပါတယ်음ဒါမှမဟုတ်ရင်ညီမတွေကကိုစနက်ကွက်တဲ့ထဲမှာကစားသေးနေအောင်ဗျာကျွန်တော်တို့အထိုးသင်္ကန်းစာဆက်သွားမယ်ပြီးကြမှာအခုအထိုးပြီးပြီဆိုမှကျွန်တော်တို့စနက်ကွက်ထဲမှာထည့်ကစားကြမယ်အဲ့လိုလဲရတယ်เนาะညီညီမတွေစိတ်တိုင်းကြပါဟုတ်ပြီအဲ့ဒါဆိုရင်အခုရဲ့ တင်ကန်းစာကိုဒီနေရာတွင်ရက်လိုက်ပြီးညီငယ်ညီမတွေအားလုံးနောက်လာမယ့်တင်ကန်းစာမှာဆုံတွေ့ကြမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ